ပီဆရာဝင်နေတဲ့ဆိုတဲ့ဂရင်းမော်မှာလဲလိုက်လို့တွေ့ခါရဂရင်းမော်မှာတက်ရောဂရင်းမော်တက်ပြီးအကြီးကြီးပါလေလှန်လိုက်တဲ့အချိန်ကျမှဟောဘာကြီးကအကြီးပဲဆရာဝင်နေတဲ့ညီမလေးရေကိုဝင်ရှိရမတီးဘူးလားဒါဒီကိုဝင်ဆိုအနေနဲ့နှစ်ဖက် ခုနှစ်လလောက်ရှိပြီပေါ့နော်အဲ့တော့ကသူကလက်အုပ်လေးချီပြီးဆရာဝန်တို့ပြောတယ်သူတကယ်မသိပါဘူးတဲ့သူအားရဒါပထမအဆုံးတွေ့ကြုံမလို့တဲ့ကိုဝင်ရှိမဲ့သူမသိနေတာပါတဲ့ဆိုရခါကျစိတ်ကောင်းလေးလေးဒီလားကျမနဲ့ဖုန်းပြောရင်းနဲ့ငူရာငူရာဆိုတာလေဒီလားသူသူပေါ့တော့သူနဲ့ကြိုက်တာတစ်နှစ်နီးပါးပေါ့နော်၈လကျော်လောက်ရှိပြီဆိုတော့သူရဲ့အခုအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့အိမ်အကူခွန်ရင်တတိထားပါဆိုပြီးတော့ ဗီဒီယိုဖိုင်လေးတွေတချို့တက်လာပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုပြန်လဲဝင်မျှခြင်းနဲ့အဲ့တော့ဒီနောက်ပိုင်းမှာကျွန်တော်တို့ line ပေါ်ကနေပြီးတော့အင်ကူခေါ်တဲ့ကိစ္စလေးတွေခက်ဆိတ်ဆိတ်တွေ့လာတယ်ဗျ။အဲ့တော့ line ပေါ်ကနေအင်ကူခေါ်တယ်။ line ပေါ်ကနေပဲ interview တယ်ပြီးတော့မှလူချင်းတွေ့ပြီးတော့အင်ကူခေါ်ကြတယ်။အဲ့လိုခေါ်တာနဲ့ပတ်သက်ပြီးတော့ပြဿနာတွေခဏခဏတက်ကြတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ video file လေးကိုဝင်မျှရခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ဒီဖြစ်ပျက်ကလေးကိုဝေမျှရခြင်းရည်ရွယ်ချက်ကအေကူခွန်ရင်တတိထားဖို့ဆိုတာထက်ပိုပါတယ်။ဒီဖြစ်ပျက်ကလေးထဲမှာစိတ်ဝင်စားစရာကိစ္စတွေတတိထားဆင်ခြင်ရမယ့်ကိစ္စတွေအများကြီးပါဝင်နေတာကြောင့်ဒီဖြစ်ပျက်ကလေးကိုပြန်လည်ဝေမျှလိုက်ခြင်းသာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ကြည့်လိုက်ကြရအောင်။အခုချီကိုတရေးမှာကိုမအေးရသေးဘူးเนาะ။ ကျမလောက်စစ်စစ်ပြီးကျမအရင်ကူခေါ်လို့ရှိရင်စစ်စစ်ပြီးခေါ်ရင်ကျမရယ်ရှိရဲအဲ့ဒါကိုကျမခံလိုက်ရတာမနေညတော့ကလေဘလို့ဖြစ်လဲဆိုတော့တလောကထမင်းချက်အိမ်ကူလို့ကျင်လို့ဆိုပြီးတော့လိုင်းမွားနေလူရှာတယ်လာလျှောက်တဲ့ကောင်မလေးတွေကနေပြီးတော့လေဒီမုံမုံလေးကောင်မလေးကရုပ်ရည်လေးကလည်းအစင်ပြေတယ်ပြီးတော့ပညာလေးကလည်းတက်တယ်သူအားတဲ့နေဘက်မှာပေါ့နော်ကလေးဘက်မှာအားတဲ့စစ်ဖြစ်လို့ပေါ့နော်တက္ကသိုလ်တောင်ဆက်မတက်ဖြစ်တာပေါ့နော်အားတဲ့ကျမလည်းသူ့လိုအပ်တဲ့ချက်လက်တွေမီးတယ်အိမ်တော်ရှိတာမီးတယ်အိမ်တော်မရှိဘူးတဲ့ဆိုတဲ့ခါကျနေပြီးကျမလည်းသူ့ကိုခေါ်လိုက်တာဖြစ်စင်တော့အကွက်ကြကြပဲလား င်းလိုပဲပြောရမလားမသိဘူးပေါ့နော်သူကကျမရှိကိုအင်တာလာပြူးရဲ့နေ့ကလေးကလေတီရှပ်ကအပွားဝတ်ထားတာအပွားဝတ်ထားတဲ့ခါကြနေပြီးတော့ okay ပေါ့ကျမလည်းသူထမင်းနေပါလေချက်တက်တဲ့ခါကြတော့လေဟိုစကားပြောလေးကလည်းယဉ်ကျေးတော့ခေါ်လိုက်တာခေါ်လိုက်တဲ့ခါကြတော့ဖြစ်ဖြစ်တဲ့ခါကြတော့ပေါ့နော်ဘာလို့လဲဆိုတော့သူကျမအိမ်မှာလှုပ်လှုပ်သွားရ15ရက်လောက်ရှိရဲဆိုလို့ရှိရင်9ရက်လောက်ပဲလှုပ်လှုပ်တယ်10ရက်လောက်ကအများကြီးနေမကောင်းဘူးဆိုပြီးတော့ခန်းထဲမှာနေနေတာနေနေတဲ့ခါကျဟဲ့ညီမလေးဘာဖြစ်လို့လဲဘာလို့လဲမေးရခါကျ तू ကကြောက်ကြယောဂါရှိရတဲ့ကြောက်ကြယောဂါရှိရခါကျ तू ကခြေလက်တွေလည်းပေါ်တာပေါ့နော်ဒီနေ့တည့်ရအလုံးစင်းလိုက်နောက်တနေ့တည့်ရအလုံးမစင်းလိုက်နဲ့နေတော့ ော့ကျမလည်းသူနဲ့တိတ်ပြီးစကားမပြောပြဘူးအဲ့ဒါနဲ့ဒါမဲ့ဟိုသူနဲ့အတူတူနေတဲ့ဝန်ထမ်းလေးတွေကတော့ကျမကိုပြောရဲပေါ့နော်အမပေါ်သူအားတဲ့ခြေလက်တွေဖောနေရပါကြတယ်ဆိုတော့ကြောက်ကဖြစ်တယ်ဆိုပြီးကိုကတော့သူ့ကိုတနာနေရဒီလာကုန်ကြလို့ရှိရင်သူ့ကိုပေါ့နော်စေးကူဖို့ဆိုပတ်စံပေးပေပေါ့အဲ့နဲ့ပြစ်ချင်တော့ဘလိုလိုလဲဆိုတော့မင်းညတော့ကသူကကျမကိုဖုန်းဆက်တယ်ည7:00နာရီကျော်လောက်လေကျမအိတ်နေချိန်သူကဖုန်းသူ့ရဲ့ဖုန်းဝင်လာသူ့ခန်းထဲကနေလှန့်ဆက်တာအမားတဲ့ညီမားတဲ့ဘိုက်ဒေတာအောက်နေလို့တဲ့စေးကန်လေးသွားပြရစီဆိုတော့ပေါ့နော်ကိုကလည်းမိုင်းလာကိတ်ချင်ပြီးတော့ဟဲ့ညီမလေးရဲ့ဒီချိန်စေးုံစေးကန်တွေကအဆင်ပြေမှာမဟုတ်ဘူးစေးလေးပဲ ဲ့တောက်လို့မရဘူးလားဆိုတော့မရဘူးတဲ့ဆေးရုံသွားမှဖြစ်မှာတဲ့အမမလိုက်မပို့ပေးရင်တဲ့သူ့တကားလေးပဲဖွင့်ပေးဆိုတော့ကျမကိုတောင်ဝင်ရှိမှာဆိုတော့ကျမကိုရိုင်းနော်မိုးရာကြီးတွေကိုကိုင်းမောင်းပြီးဆေးရုံ OPD ကိုလိုက်ပို့တာ စရုပ် OPD ရောက်မှာဘာဖြစ်လဲဆိုရဲခါကျတော့သူအားရရောက်စားနဲ့ပွဲနေရတဲ့တနှစ်လောက်ရှိပြီတဲ့ပေါ့နော်အဲအဲ့လိုမျိုးဖြစ်တာဖြစ်တဲ့ခါကျတော့ဟိုရာသီမလာလဲတနှစ်လောက်ရှိပြီဆိုတော့အဲ့ဒီစရုပ် OPD ကဒါ OG case ဆိုအရေးပေါ် OG ဌာနကိုတွားရောတွားတဲ့ခါကျညီမလေးအမှန်တိုင်းပြောနင်းစေးတွေဘာဖြတ်ဆထားလားဘယ်လိုမျိုးလဲဆိုတော့ဖြတ်ဆဘူးတဲ့သူဘာမှမသိဘူးတဲ့ဆိုတော့ဟုတ်ပြီဆရာဝန်ကြီးကစစ်မယ်ဂရင်းပေါ်မှာလှဲလိုက်လို့တွေ့တဲ့ခါကျဂရင်းပေါ်မှာတက်ရောဂရင်းပေါ်တက်ပြီးအင်ချီတွေဘာလှန်လိုက်တဲ့အချိန်မှာ ဟောဖာကြီးကအကြီးပဲအဲ့ဆရာဝန်ကြီးကညီမလေးရေကိုဝင်ရှိရမတည်ဘူးလားဒါဒီကိုဝင်ဆိုအနည်းဆုံး9ခု9လလောက်ရှိပြီပေါ့နော်အဲ့တော့ခင်ဗျသူကလက်အုပ်လေးချီပြီးဆရာဝန်ကိုပြောတယ်သူတကယ်မသိပါဘူးတဲ့သူအားရဒါပထမအဦးဆုံးတွေးကြုံမှုလို့တဲ့ကိုဝင်ရှိမဲ့သူမသိနေတာပါတဲ့ဆိုရခါကြ ဖြစ်စင်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အမှရေမွားရီကလည်းစင်းနေပြီကွာရေမွားရီကစင်းနေပြီဆိုတော့မွေးမလားမသိဘူးပေါ့ကိုကနင်းမစိတ်များမစိတ်နဲ့မွေးမှာစိုးလို့အဲ့နဲ့အဲ့ OPD OG ဌာနကနေပြီးဘိုးမျိုးသမီးစိတ်ယုံကိုလွှဲပါလေရောအဲ့တော့ကိုကကိုသူ့ကိုခေါ်ပြီးဘိုးမျိုးသမီးစိတ်ယုံကိုညာကြီးနော်ညာ၁၂နှစ်ကြီးကြောနေပြီးကိုကသွားတာအဲဘိုးမျိုးသမီးစိတ်ယုံတော့ဘာဆက်ဖြစ်လဲဆိုတော့ခါကျတော့လေ အဲ့နဲ့အဲ့ဘိုးမျိုးသမီးစေယုံရဲ့ OPD ခန္ဓာကိုရောက်ရောအဲ့ခါကျတော့ဘောနော်အချက်လက်တွေကျမပြောတာပေါ့ပြောတဲ့ခါစနေပြီးတော့မနိုင်တဲ့ဒါအလူသက်နှစ်ချောင်းကောင်မှပေါ့နော်ညီမလေးနေညီမလေးဒုက္ခရောက်မယ်ဖြတ်ထားတာလားဘာကြောင့်ဆိုတော့ तू လုံးဝမဖြတ်ဘူးတဲ့ကိုဝင်ရှိမဲ့ तू မသိတာပါတဲ့ဒါပထမဆုံးတွေ့ကြုံမှုပေါ့နော်ယောက်ျားနဲ့လည်း꽌တယ်သူကတနေ့ခံတားစေးလဲတုံးထားတာမဟုတ်လို့ပေါ့မသိတာပါဆိုတော့အမှကျမတို့စစ်ကြတာစစ်ကြတဲ့ခါစနေပြီးတော့ကလေးလေးကနှလုံးတောင်ခုံနေပြီးဒါပေမဲ့အပက်ရီကိုမေးလို့မရဘူးပေါ့နော်ဒါပေမဲ့မွေးမှာတော့မွေးမယ်လက္ခဏာရှိရယ်ပေါ့နော် ဲ့ခါကျတော့ပြုတ်ပြအောင်မယ်အဲ့ဒါနဲ့ညီမလေးအိမ်ကိုဆက်သွယ်ဖို့ပဲဖြစ်ဖြစ်ညီမလေးယောက်ျားဆက်သွယ်ဖို့ပဲဖြစ်ဖြစ်ဖုန်းနံပါတ်လေးပေးဖုန်းပေးဆိုရခါကျတော့ဘယ်ချိန်ကလေးကအဲ့ဖုန်းနံပါတ်တလုံးပေးဖို့เนาะအဲ့ကျွန်မအန်အောတာပြောပြတာအဲ့ဖုန်းကိုလွတ်ပြစ်စပိတ်ပြီးလွတ်ပလိုက်တယ်ကျွန်မမသိကျွန်မအိမ်ကိုဖုန်းဆက်ပြီးရှာခိုင်းတယ်ကျွန်မတအိမ်လုံးလည်းနှံ့နေဘယ်အိမ်မှမနေရမှမရှိသလိုသူ့ရဲ့အထုတ်ထဲမှာလည်းမရှိဘူးဒါပေမဲ့သူကယူလာတယ်ဖုန်းကိုယူလာတာဆိုကျွန်မ ကိုရိုင်းတည်ရဲ့အဲ့ဘယ်နေရာမှာ तू လွတ်ပစ်ခဲ့မသိဖုန်းကိုစပ်ပိတ်ပြီးရခါကျလွတ်ပစ်တာနော်လွတ်ပစ်တဲ့ခါကျဖုန်းနံပါတ်မေးဆိုတော့လေတလုံးမှမမေးဘူးမမတ်မိဘူးပဲပြောတာမဖြစ်နိုင်ဘူးပြောပြရလေအဲ့နဲ့ तू အိတ်လေးတွေကိုစစ်တဲ့ခါကျကျွန်မဘာသွားထက်တွေ့လဲဆိုတော့ပြောပြအောင်မယ်ကျွန်မဘာမှလေးကြောက်လိုက်တာကြောက်လိုက်တာဆိုတော့အဲ့အိတ်ကိုဖွင့်ပြီးစစ်တဲ့ဖုန်းကိုရှိုင်းနေစစ်တဲ့အချိန်မှာချက်တွေ့ရလေနှစ်ခုတွေ့ရဟဲ့လက်ကွာချက်တွေ့တဲ့နှစ်ခုတွေ့ညီမလေးနင်ကလေးမွေးဘူးတာလား ဆိုတော့မေးတော့မမွေးဘူးဘူးတဲ့အဲ့ဒါသူ့အမဟာရီတဲ့နော် OG တွေကလည်းပြောညီမလေးဒီကိစ္စอ่ะပေါ့နော်ဟိုကိုအသေးသေးမဟုတ်ဘူးကလေးမွေးဘူးလားမမွေးဘူးလားဆိုတော့ပြောရမှာဆိုတော့မမွေးဘူးဘူး တဲ့ဒါသူ့အမရဲ့ကလေးဟာရဲ့ကျမကလည်းကလေးမွေးထားတဲ့လူဘယ်သူကဘယ်အမေကကိုရဲ့ကိုကလေးရဲ့ချက်ကျွတာကိုပဲသိတာလေဘယ်အမရဲ့ဘယ်ညီမရဲ့ချက်ကျွတာကိုသိလို့ရောအဲ့နဲ့အဲ့အိတ်ကြီးတွေကိုထပ်စစ်တဲ့ခါကျတော့မလေးစေးရုံလက်ပတ်လေးတွေထွက်လာတာဗျာစေးရုံလက်ပတ်လေးမှာသူ့ရဲ့နာမည်နဲ့ baby ငူဟာကျော်ဆိုပြီးတော့ပေါ့နော်ထွက်လာတာသူ့ရဲ့နာမည်နဲ့ပေါ့နော် sorry ကျမနာမည်ထုတ်ပြောလိုက်ပြီအဲ့လိုထပ်တွေ့လိုက်တဲ့ခါကျမှ तू ကညင်းမရမှဝင်ခန္ဓာတော့ယောက်ျားလေးတယောက်မိန်းကလေးတယောက်ဝေးဘူးတယ်အဲ့ကလေးနှစ်ယောက်ရေလုံးရဲ့အဖေနဲ့မရလဲမတူဘူးအဲ့ချိန်ကျမှဝင်ခန်းနဲ့ဝင်ခန်းတဲ့ခါကျတော့ခါကျ ာညီမလေးပြောဖုန်းနံပါတ်ပြောအိမ်ကိုဆက်သွယ်ပေးရမယ်ဖုန်းနံပါတ်ပြောဆိုတော့လုံးဝဖုန်းကိုမရှိဘူးပဲပြောတာနော်ဖုန်းကလည်းစက်ပိတ်ပြီးသူ့ပလိုက်သူ့တခိုးလုံးလည်းရှာပြီးသူ့အိမ်တွေလည်းရှာပြီးမတွေ့ဘူးအိမ်မှာလည်းရှာတာမတွေ့ဘူးနော်အဲ့တဲ့ခါကျတော့လေစိတ်ရောက OG ကြီးကလည်းအယမ်းစိတ်ဆိုးနေတာမွေးရတော့မှအချိန်တွေမှာရောက်နေပြီးရေးမွားတွေကလည်းပေါက်နေပြီးအဲ့ချိန်မှာအမျိုးသားကလည်းတအားကိုစိတ်တူပြီးတော့ပေါ့နော်သူကလေရောသူ့ရဲ့နေတောင်မှကိုယ့်ဘဝကိုကိုယ်မတနာတာကိုယ့်အသက်ကိုယ်ကိုမခံရတာငါတို့ကမှုပတ်မခံနိုင်ဘူးပေါ့နော်ဆရာဝန်တွေကလည်းဘာမှလုပ်ပြလို့မရဘူးလေ ဲ့ခါကျတော့ကျမတို့ကသူ့ရဲ့သူ့ကိုထိုက်တဲ့နဲ့လာစာထက်ကိုကျမတို့ပို့ပြီးတော့ပတ်စံပေးပြီးတော့ထားခလိုက်တာမျိုးသားပေါ့နော်ဒါပေမဲ့ကျမပြန်လာရင်လမ်းရှောင်ပါလေကျမကလေးမူးရထားတာမကြသေးတော့လေကျမဘလို့မှနေမရောသူ့အဲ့လိုမျိုးစွတ်မပြစ်ခက်နိုင်ဘူး तू အတာကိုမပြောတာပြပြပေါ့နော်အကြောင်းဆိုဟိုအဲ့ဒါနဲ့အိမ်ရောက်ရောက်ချင်းရောက်ကြအောင်လေငူပြီးတော့ကျမမှတောင်းမရကျမသူ့ကိုမထားခဲနိုင်ဘူးကျမလူတက်နဲ့ချောင်းကို तू မွေးပြီးတိတိတော့နေပြရစေဆိုကျမတို့နေမရနေငါဘို့မျိုးသမီးစိတ်ကိုပြန်သွားကြရော အဲကျွန်မနဲ့ကျွန်မရောက်တာနဲ့အဲ့ဘုံမျိုးသီးသီးဆင်းရုံပြန်ရောက်သွားပြန်ရောက်သွားရခါကျအဲ့ဘုံမျိုးသီးသီးဆင်းရုံရဲ့ OPD ကဆင်းရုံဆရာဝန်ကြီးဆိုလို့ရှိရင်ကျွန်မကိုပြောတာပေါ့နော်။ဟာတော်တော်ခေါင်းကျော်မာရယ်ပေါ့နော်။အခုသူကမွေးမှာတာခွားကန်းနဲ့ရောက်နေပြီဆိုတော့ကျွန်မကတာခွားကန်းကိုပြေးရတာခွားကန်းကတယောက်ဖက်ဝင်ဝင်ရှိရအမျိုးသမီးဆိုရခါကျကျွန်မဝင်သွားတဲ့ခါကျအဲ့ချိန်မှာဖြစ်ကြတော့ကထင်းပေါ်မှာနော်။ तू ကညှင့်နေပြီကလေးကခေါင်းဆိုင်နေပြီတိလား။အဲ့တော့ကျွန်မကိုလူနာရှင်ထိလူနာရှင်ဆိုတဲ့ခါကျကျွန်မကိုလေအကလေးကြီးပါလားထမိန်ပါလားဆိုတော့ကျွန်မမပါဘူးလေပါတဲ့ခါကျကျွန်မရောက်ကြအောင်နော်။ဟိုအိမ်ပြန် ီးတော့ထမိန်နေတော့ကျမမွေးတော့ကဖစ်ချင်တော့ကျမကလည်းကလေးမွေးထားမှကြာသူဆိုကလေးနီးကြီးအကုန်လုံးအစင်းစင်းရှိတယ်အဲ့အနီးကြီးအကုန်လုံးယူခဲ့ပါဆိုပြီးသူ့ကိုပြေးယူခိုင်းရတယ်ပြေးယူခိုင်းတဲ့အချိန်မှာကျမသူ့ကိုခန်းထဲမှာစောင့်တာအဲ့အချိန်မှာလည်းဆရာဝန်တွေကသူ့ကိုညှစ်နေတဲ့အချိန်မှာမေးရတာဘလို့ကလေးလဲဘလို့လဲပါကြတယ်မြတ်တလုံးမှမထွက်ဘူးဒါပေမဲ့ထွက်လာတဲ့နှခုံးမှထွက်ပထမကလေးကဘာမှမွေးလဲတဲ့ရန်ကုန်မြို့တကောင်မှာမွေးတယ်ဒါပဲပြောရဲ့နော်အဲ့ဒါကျမယောက်ျားအနီးယူလာအနီးယူလာပြီးကျမအနီးကြီးပါပြေးရပေါ့နော်အနီးကြီးပါပြီးကျမတို့စိတ်ဝင်တာပေါ့သူကိုယ်ကလည်းအကိုဝင်အပိတ်ကြီးဘလောက်ရှိမှမပြောသူလို့ဆရာဝန်ကလည်းသူမပြောတော့မသိဘူးမှန်းတယ်ဆိုတော့ဟိုပေါ့ကလေးကနေစိတ် ားစေးဖြစ်မလားပေါင်များစီမလားမစီဘူးလားဆိုကျွန်တော်တို့ကစိုးရင်ရပါတော့เนาะအဲတနားရင်းနဲ့43ကြတော့လေကလေးလေးရလေးအယမ်းကိုဖြူဖြူမွေးမွေးချွတ်ချွတ်မွေးမွေးလေးထွက်လာတော့သူနဲ့တောင်မတူเนาะကျွန်မတစ်ချိန်လုံးစူတောင်းနေတယ်လားကလေးလေးရယောက်ျားလေးဖြစ်ပါစေယောက်ျားလေးဖြစ်ပါစေဆိုတော့ဒါပေမဲ့ကျွန်မစူတောင်းမပြည့်ဘူးကလေးလေးရ main ကလေးတယ်ကျွန်မ main ကလေးဆိုတော့လေဟိုဘယ်လိုပြောမလဲသူ့ရဲ့ပထမကလေးနှစ်ယောက်တောင်မှလေအဲ့လိုမျိုးပဲမွေးမွေးပြီးတော့ပဲစွန့်ပြစ်တလားကလေးနှစ်ယောက်ကိုလည်းမေးမရတော့လေကျွန်မလေအခု main ကလေးဆိုတော့ဒါအသနာတိလားဟိုမနေ့ညတော့ကလည်းစိတ်ရောက်ပါဆိုတော့ငိုတာငိုတာကျွန်မ နော်အဲ့ကလေးအနည်းနဲ့ကိုယ်မွေးထားတဲ့ကိုယ်သားနှစ်ယောက်တောင်မှဆေးရုံမွေးပြီးချင်းကိုကမချီရဘူးအဲ့မှာဆရာဝန်ကြီးကတည့်ရတိုင်းပဲဟိုမွေးပြီးရတယ်ကျမလည်းထပ်ထိုးရတယ်ကျမအဲ့ကလေးလေးကိုချီပြီးတော့ပြေးရတာဟိုပြေးကြည့်ပြေးပြကြရရှိရတယ်ဘာကြီးပြရလေကလေးလေးကိုမျက်နှာကြည့်ပြီးတော့ကလေးလေးလေးရီးပြရတာအကုန်ကျမကြီးကောင်းတယ်ငားပေါင်တယ်ငားအောင်စရတယ်ပေါ့နော်အော်လူကြီးတွေအတုံးမကြတာလေတကယ်ပြောပြရလူကြီးအတုံးမကြတာဘာမှမတိမနာလည်းပဲနဲ့ဒီကလေးလေးကလူလောကကြီးရောက်လာခဲ့ပြီးပေးရတယ်ဒီကလေးလေးဘဝလည်းလေစိတ်မချရဘူးကြည်လား ဟိုဒီကလေးလေးကိုပဲစွန့်ပြစ်မလားဘာဖြစ်မလားမသိဆက်ဆန်းပြပြဖြစ်ပြက်တွေပေါ့လေနော်အဲ့တော့ပြဿနာဆိုတာကလည်းကိုကမရှာပဲမဲ့ကို့အိမ်ကိုအိမ်တန်ရာရောက်ရောက်လာတက်တာပါပဲအဲ့တော့အရှင်ကအရန်ကိုသဘောထားပြေဝပြီးတော့လိုက်လို့ပေးတယ်ပြီးတော့ပြကျွန်တော်တို့အမြဲတမ်းသတိထားမိနေတာတခုကအခုနောက်ပိုင်းဘဝကိုပြစ်စလက်ကနေတဲ့လူငယ်တော်တော်များများကြုံလာရတယ်အဓိကအားဖြင့်ယောက်ျားလေးတွေကပြဿနာမရှိပေမဲ့ ိန်ကလေးတွေဘဝကိုပြစ်စလက်ခတ်လုပ်ပစ်ပြီဆိုရင်အင်မတန်ရုပ်ဆိုးကြီးတန်တယ်။အဲ့တော့ကလေးကိုတွေ့တဲ့ကောင်နဲ့ယူတယ်ဗျာ။ဖြစ်တယ်လို့မွေးတယ်ဗျာ။ပြောစရာစကားလုံးတွေမရှိဘူး။နော်ဒီဖြစ်ပျက်ကလေးကိုကျွန်တော်တို့နားထောင်လိုက်ရရင်ဒီလိုမျိုးဖြစ်ပျက်မျိုးတွေဘလောက်တောင်ရှိနေမလဲဆိုပြီးတော့ရင်ထဲမှာပူကနေဖြစ်သွား။ဒီဖြစ်ပျက်ကလေးကမပြီးသေးဘူးဗျ။သူပြောပြထားတဲ့နောက်ဆက်တွဲလေးရှိပါသေးတယ်။အဲ့ဒါလေးကိုလည်းကျွန်တော်တို့ဆက်ကြည့်ပါဦးမယ်။ ီကိုပေါ့မလေးရဲ့ဇက်အဆက်လေးပေါ့နော်ကျမပြောရရင်လေသူအားလို့ဖုန်းနံပါတ်လေးတလုံးပေးဖို့အတွက်ကိုလို့ဖုန်းတွေပါလွတ်ပြင်းနေရခါကြတော့လို့လုံးဝမပြောဘူးဇက်မြုပ်ထားရပေါ့နော်အဲဒါကျမစဉ်းစားလို့မရဘူးလို့ပြောရပေါ့နော်အခုကျမလေအဲ့ရဲ့ဇက်မြုပ်ကိုတီးပေါ့နော်ဟိုကိုလည်းတားနေအောင်မွေးထားတဲ့ခါကြတော့လေတားရှင်အမေတွေလေအခုခေတ်ကြီးကဘလောက်ကြောက်စရာကောင်းလဲဆိုတာလေးကိုလေတီးစီချင်လို့ပြန်ပြီးတော့ပြောပြမယ်တိလား အဲကျမကသူ့ကို TikTok ပေါ်ကနေပြီးတော့ခေါ်တာပေါ့เนาะအဲ့တော့သူကျမကိုလာပြောတယ်သူရဲ့ TikTok account မှာသူရဲ့ account ကြီးရှိရယ် သူအမြဲတက်လုံးလုံးနေတဲ့ကောင်လေးပေါ့နော်အဲ့ဒီညမှာကျွန်မစိတ်တူရတယ်အဲ့ကောင်လေးရဲ့အကောင်ကိုသွားပြောရပါတော့ကလေးဖေးမှတ်ပြီးရောပေါ့နော်ဘာဘာညညာဆိုကျွန်မသွားပြောထားတာသွားပြောထားတော့အဲ့ကောင်ကကျွန်မကိုမနေတော့ကြာဆက်တွေ့လာတယ်ဆက်တွေ့လာဘူးလဲဆိုတော့အဲ့ကောင်လေးကိုသူကပြပြလိန်ထားတာဘလို့လိန်လဲဆိုတဲ့အခါကျပေါ့နော်အဓိကအဲ့ကောင်လေးတိမာဆိုလို့သူကဖုန်းကိုဆက်တွေ့စေချင်တာပြီးတော့သူကဖုန်းစင်ကတ်ကိုဖြုတ်ပြီးရောဟန်ဆက်ကိုပဲလွတ်ပစ်လိုက်တာအဲဖုန်းစင်ကတ်ကိုသူဘယ်ကြားမှာဖွက်လိုက်လဲတော့ကျွန်မမသိဘူးကျွန်မသူ့တကူလုံးရှာတော့မတွေ့ဘူးပေါ့နော်အဲ့ကောင်လေးရှိရောတဲ့မင်းညင်းနေတော့ ဆလာပေါ့နော်အဲ့ဟိုလူရင်းကိုပြောရမယ်ဆိုအဲ့ကောင်လေးကိုသူကနမေလေးရောအုံနေထားတာသူတို့ကလိုင်းမွားနေပြီးတော့တွေ့တာကောင်လေးရရန်ကုန်ကအဲတခါမှပြေမမတွေ့ဘူးအခုဒီလာကုန်ကမှကောင်လေးကိုသတွေ့မှာကလေးမွေးပြီးမှပေါ့နော်သူ့ကိုအပြိုးဆိုပြီးတော့လေလိန်ထားတယ်နမေကလည်းလိန်ထားတယ်ပေါ့နော်အဲ့တော့ကောင်လေးအဆမှာကျမကိုရန်လာလို့တာသူ့ကောင်မလေးမဟုတ်ဘဲနဲ့ပေါ့နမေမဟုတ်ဘဲနဲ့ပေါ့ပြောတယ်ပေါ့အဲကျမကသူ့ကိုတက်တေးထောက်ထားတယ်ပြလိုက်တဲ့ခါကျမကသူကလက်ခံသွားတာပေါ့နော်ဒီကလေးတွေပါရှိမယ်လဲကောင်လေးကလုံးဝမသိဘူးကျမလေးမွားထက်ကြီးအားတက်တာပြောပြအောင်မသိလား အကောင်မလေးကအကောင်လေးကိုပေါ့နော်လိန်ထားတာဘယ်လိုလိန်လဲဆိုတော့အသက်ကိုလည်းသူ16နှစ်လို့လိန်ထားတာမနေ့ကကျမနဲ့အကောင်လေးဖုန်းပြောပြတော့မှာပေါ့နော်တည်တာပေါ့နော်သူ့အသက်ကအသက်30ပေါ့1995ဘွားပေါ့နော်သူ့ရဲ့ကလေးတောင်မှတလို့တလို့ရှိရဆိုတော့ဗလေအကောင်လေးလေးဒီလားကျမနဲ့ဖုန်းပြောရင်းနဲ့ငူတာငူတာဆိုတာလေဒီလားသူသူပေါ့တော့သူနဲ့ကြိုက်တာတနည်းနီးပါးပေါ့နော်၈လကျော်လောက်ရှိပြီဆိုတော့သူ့ရဲ့အခုဒီ device ဆာပေါ့ကွာဒီလားအဲ့ ပေါ့နော်သူ့ကိုပြပြလိန်ထားတယ်ပေါ့နော်လက်မခံနိုင်ဘူးပေါ့နော်အဲ့ဒါကိုအကောင်မလေးကမင်းညနေတော့သူ့ရှိကိုဖုန်းခေါ်တယ်နော်သူ့ဖုန်းစင်ကကအခုပြန်ပွင့်သွားပြီဖုန်းခေါ်တော့မှကောင်လေးရှိကိုတဲ့လက်ကုန်ရန်ကုန်လာမယ်ဆိုပြီးပြောတာအဲ့မှာကျမနဲ့ကောင်လေးညာဖုန်းပြောပြီးဆိုတော့ကောင်လေးကလေသူ့ရဲ့နာမည်အရင်းနေလဲပြောလိုက်တော့မှအကောင်မလေးကဖုန်းချသွားတာတယ်ဒီကဒီလိုမျိုးတနစ်နီးပါးလောက်ပေါ့နော်လိန်နိုင်တာပြောပြတာပေါ့နော်အဲ့ဒါကြောင့်ကိုကိုကလည်းသားလေးမျှွေးထားတော့ရင်လေးရဲ့ဒီကအခုခေတ်ကြီးကဘာမှကိုမယုံရတော့တာဒီလားဟို သားရှင်အမိတွေတည်ရအောင်လို့လေးပြောပြတာဟိုယောက်ျားလေးလေဆိုပြီးတော့မကြည့်ဘဲနဲ့နေလို့မရဘူးဒီလားအဲ့လိုဒီလိုမျိုးမင်းကလေးညီနဲ့တွေ့လို့ရှိရလေအကုန်ခံရမှာကြီးပဲဒီလားကျမတကယ်ကိုကိုကိုလေးကြီးအားခံမွားတန်တယ်ပေါ့နော်ဟိုဟိုတကယ်ပြောမွားမလားကြီးရမလားမသိကိုထပ်အဖြစ်ဆိုးတဲ့လူနဲ့တွေ့ရနေရဟုတ်ပြီနော်ခေါင်းကြီးတို့နော် live ပေါ်မှာတွေ့တယ်ဆိုတိုင်းလည်းမယုံနဲ့နော်ခေါင်းကြီးတို့လာတာမှန်ရင်ညစာခတ်မယ်နော်ဟုတ်ခေါင်းကြီးတို့အချစ်တစ်ခုကိုကိုးကွယ်ပြီးတော့ဘူမတိကိုမတိနဲ့ ိုင်ပတ်သွားလိမ့်မယ်နော်အခုဖြစ်ပျက်တွေကတက်သေးတွေပါပဲဟုတ်ကဲ့ပါဒီဖြစ်ပျက်ကလေးကတော့ထူးထူးဆန်းဆန်းနဲ့တတိထားဆင်ခြင်စရာဖြစ်ပျက်ကလေးမို့လို့ပြန်လဲဝေမျှလိုက်ရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ